အယက်ဆိုတာဝင်းလာတာနဲ့တပြိုင်တည်းလူတယောက်ဟာအမှန်ကန်စဉ်းစားနိုင်စွမ်းမရှိတော့အုံနောက်ရဲ့အခြေအနေတွေကပြောင်းသွားပြောင်းသွားတဲ့အတွက်ကြောင့်ဘုသူ့ထိခိုက်တွန်းဆိုကိုသိရမယ့်အတတ်ပညာတွေဤပညာတွေလူရဲ့တန်ဖိုးရှိတဲ့အခြေအနေဓာရီကပျောက်သွားသူ့အတွက်မှတန်ဖိုးမဲ့သွားစိတ်အေးချီလင်မှုဆိုတာတွေလည်းအကုန်ရော့ပျက်စီးသွားဒါဘုသူ့မှမလို့ကိုကိုတောင်းတလို့တောက်ပြီးတော့အိတ်အုံးတော့ဘုသူ့ထိခိုက်တွန်းလို့မေးရင်ကိုယ့်ကိုယ်ကိုထိခိုက်ကိုယ့်ကိုယ်ထိခိုက်တယ်ဆိုတာ ပညာရရမှာမရဘူးကုသိုလ်ရရမှာမရဘူးဒါထိခိုက်တာပဲလေအဲ့ဒါလို့ထိခိုက်တဲ့အခါမှာကိုယ်သာထိခိုက်တာမဟုတ်ဘူးကို့မိနေတဲ့မိသားစုလည်းထိခိုက်တယ်အလုံးလောက်မှာနေမလုပ်ဘူးဟာမိသားစုလည်းထိခိုက်တယ်အဲ့တော့ကို့လည်းထိခိုက်တယ်ကို့မိသားစုလည်းထိခိုက်တယ်နောက်ပြဿနာတွေအများကြီးတက်လာတွေးဆတဲ့လူတွေကြအရင်မူးပြီးရင်ဖြစ်ကြတာတဲ့ဆိုတာဒါတွေကဘာကြောင့်ဒါကြောင့်ဖြစ် တော့အဲ့ဒီ problem တွေအဲ့ဒီပြဿနာတွေကိုတက်စီတတ်တဲ့အရာဟာတောက်တဲ့လားမတောက်တဲ့မလားဒီလိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီအရေးဝင်လိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့အလုပ်တွေအကုန်လုံးရဲသွားတယ်ဆိုမကောင်းတဲ့ဟာပဲလို့ဆိုတာကိုသဘောပေါက်နားလည်လို့ရှိရင်ငါးပါးတိလာဘာမှမခက်တော့